်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်အတူရောင်ရွေးကောက်ပွဲကိုခန့်ခွက်ရှုံချဆိုသောအချက်အပါအဝင်မြမအရေးအတွက်အစိုးမူကျန်းတရက်ကိုကုလသမဂ္ဂတွင်အတည်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာစစ်တပ်အတူရောင်ရွေးကောက်ပွဲတွင်လူခွင့်ရေးချိုးဖောက်မှုများရှိနေခြင်းကြောင့်မြန်မာပြည်သူများပါဝင်နိုင်စေမည့်အခြေအနေမရှိ၍ကံကွက်ရှုံချဆိုသောအချက်အပါအဝင် ်မအရေးအတွက်အစိုးမူကြမ်းတရက်ကိုကုလသမဂ္ဂတွင်အတည်ပြုလိုက်ကြောင်းသိရှိရပါတယ်။နိုဝင်ဘာလ19ရက်နေ့အမေရိကန်ပြည်ထောင်စုကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်ခဲ့သောအကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီတို့တင်သွင်းလာသည့်မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားလူနည်းစုများ၏လူ့အခွင့်အရေးအခြေအနေခေါင်းစဉ်ဖြင့်အဆိုပါမူကြမ်း AC3 18L32 REV1 ကိုတက်ရောက်လာသောအဖွဲ့ဝင်နိုင်ငံများကမဲမခွဲပဲ တူညီဆန္ဒဖြင့်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ကုလသမဂ္ဂတွင်အတည်ပြုလိုက်သောအဆိုဆုံးဖြတ်ချက်တွင်မြန်မာစစ်အုပ်စုကပြည်ပခများမြင့်တက်နေသည့်ကာလ၌အတူရောင်ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ရည်ရွယ်သည့်အပေါ်အလွန်အမင်းစိုးရိမ်သည်ဟု၎င်းအထူးသဖြင့်လေကြောင်းမှဖုံးကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်းလူခွင့်ရေးချိုးဖောက်မှုများရှိနေခြင်းတို့ကရိုဟင်ဂျာနှင့်အခြားသောလူနေစုများအပါအဝင်မြန်မာပြည်သူများအတွက်အထူးရောက်ရွေးကောက်ပွဲတွင်ပါဝင်နိုင်စေမည့်အခြေအနေမရှိတဲ့ကဲ့သို့ ဘေးကင်းလုံခြုံစွာမဲပေးနိုင်ခွင့်အခွင့်အရေးလည်းရှိနိုင်မည်မဟုတ်ကြောင်းရှင်းမအခြေခံကြားသည့်အချက်များအဖြစ်ပါဝင်သည်ဟုသိရှိရပါသည်ထို့ပြင်စစ်အုပ်စုမှနိုင်ငံ၏နေမည်အများစုနှင့်နိုင်ငံရေးပါတီများကိုခြံလှက်ကအတူရောင်ရွှေကောက်ပွဲအားတစ်ဖက်သက်စီစဉ်ရန်ကြိုးပမ်းနေသည့်အပေါ်လည်းအလွန်အမင်းစိုးရိမ်သည်ဟု၎င်းအထူးသဖြင့်2021ခုနှစ်ဖေဖော်ဝါရီလတွင်ဖြစ်ပေါ်ခဲ့သည့်မတရားစစ်အာဏာသိမ်းမှုအားတရားဝင်မှုရှိစေရန်အတူရောင်ရွေးကောက်ပွဲကျင်းပမဲ့အပေါ်ကန့်ကွက်ရှုံချသည်ဟု၎င်း ထိုသို့သောတူယောင်ရွေးကောက်ပွဲသည်လွတ်လပ်၍တရားမျှတမှုရှိနိုင်မည်မဟုတ်ဟု၍၎င်းစေုပ်စုမှလေကြောင်းတိုက်ခတ်မှုများဖြင့်အယက်သားပြည်သူများကိုတပ်ဖြတ်နေသည့်အကြာကအတူယောင်ရွေးကောက်ပွဲကျင်းပခြင်းမှလွတ်လပ်မျှတ၍အားလုံးပါဝင်သည့်ရွေးကောက်ပွဲသတ်မှတ်ချက်နှင့်ကန့်ညီသောအခြေအနေမဟုတ်ဟု၍၎င်းထို့ပြင်အားလုံးပါဝင်သည့်နိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုမရှိဘဲအတူယောင်ရွေးကောက်ပွဲကျင်းပမယ့်အပေါ်ကြီးစွာစိုးရိမ်ရသည်ဟု၎င်းစသည်ဖြင့်ညှိနှံစာပိုင်များနှင့်အရေးယူဆောင်ရွက်ချက်ဆိုင်ရာစာပိုက်နှစ်နေရာလုံးတွင်ထည့်သွင်းထားကြောင်းသိရှိရပါသည် အဆိုပါမူကြမ်းအောင်အတီးပြုဆုံးဖြတ်ရာတွင်ရခိုင်နှင်းများနီတူမင်းမခွဲပင်တူညီဆန္ဒဖြင့်သာအတီးပြုဆုံးဖြတ်ခဲ့ကြောင်းအတီးပြုခဲ့သည့်အဆိုပါအဆိုမူကြမ်း AC3 80L32 REV1 တွင်မြန်မာနိုင်ငံရှိဖရိုဟင်ဂျာနှင့်အခြားသောလူနည်းစုများအတွက်တာဝန်ယူမှုရှိစေရေးနှင့်မြန်မာနိုင်ငံတွင်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိသွားရေးရည်ရွယ်ချက်နှမျိုးလုံးအတွက်ခေါ်ဆောင်ပေးသည်ဟုတမ်မတ်ကြီးဦးကျော်မိုးထွန်းကရှုမြင်ပြီး အဆိုပါမူကြမ်းတွင်မိမိတို့၏အဓိကကြသောစိုးရိမ်ပူပန်ချက်များကိုထည့်သွင်းဖော်ပြထားသည့်အတွက်လည်းကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ရှင်ပြင်စစ်အုပ်စုမှကြေးပါများအောင်နေရာအနှံ့မိရှုဖြည့်ဆည်းခြင်းအတင်းအကျပ်နေရာဆုံးခွာစီခြင်းနှင့်ဘရက်သားပြည်သူလူထုတရက်လုံးအပေါ်တွင်စနစ်တကျအကြောက်တရားရိုက်သွင်းခြင်းစားသည့်လုပ်ရများဖြင့်၎င်းတို့၏အကြမ်းဖက်မှုများကိုစိုးစိုးရွာရွာပြင်းပြင်းထန်ထန်အရှိန်အဟုန်မြင့်တက်လာသည့်အချက်ကိုအဆိုမူကြမ်း၌မှန်ကန်စွာထည့်သွင်းဖော်ပြထားကြောင်းမြန်မာနိုင်ငံတွင် စီးပွားရေးလက်ကျဆင်းဆုပ်ယုံနေပြီးလူဦးရေဤထက်ဝက်ကျော်မှဆင်းရဲနှံပါမှုတတ်မှတ်ချက်အောက်သို့ရောက်ရှိနေတရားဥပဒေစိုးမိုးရေးကလည်းဖြိုလဲကောင်အကျင့်ပြတ်ချစားမှုများသာထိုးပွားလာပြီးစေုပ်စုမှအကျိုးခံစားနေရသည့်ပြစ်ဒဏ်ခင်းလွန်ခွင့်ကကျေပြောသည့်ထက်ကျေပြောနနေသည့်ထက်နနေလာသည့်ဟုတတ်မှတ်ကြီးကထောက်ပြပါရယ်စေအုပ်စုနှင့်၎င်းတို့၏အစွဲအပွားလက်ဝေခံများအနေဖြင့်အွန်လိုင်းလေလေခိုင်းများနှင့် လူနေမူရစေဝကုန်ကူးမှုများပါဝင်နေဆက်ဖြတ်ကျော်မှုကင်းများအတွက်လုံခြုံသည့်ခိုးလုံရရဲဝံများပုံမူချေပြက်လာစေရန်ဖန်တီးလုတ်ကင်ပေးလျက်ရှိကြောင်းနေဆက်ဖြတ်ကျော်မှုကင်းများဤကြီးမားသောနောက်ဆက်တွဲဆိုးကျိုးများသည့်မိမိတို့၏အိမ်နီးချင်းနိုင်ငံများဒေတာရင်းနှင့်ဒေတာရင်းကိုကြော်လွန်၍အခြားသောနေရာဒေတာများအနှံ့သို့ကူးဆက်ပြန်ပွားကောင်းနိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့ကိုပင်ချိန်ချောင်းနေပြီဖြစ်ကြောင်းတတ်မှတ်ကြီးကဆက်လက်ပြောဆိုပါသည် မြန်မာနိုင်ငံနှင့်အခြားသောနေရာများတွင်ဖြစ်ပေါ်နေသည့်အွန်လိုင်းလေလံမှုများနှင့်အခြားသောနေဆက်ဖြတ်ကျော်မှုကင်းများအပီးတိုင်ပျောက်ပြတ်စေရေးအတွက်ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုက်အဝန်းတို့ထံမှညှိနှိုင်းဆောင်ရွက်မှုရှိပြီးပုံမထိရောက်သောလှုပ်ဆောင်ချက်များလိုအပ်နေကြောင်းစေအုပ်စုကမှ၎င်းတို့ကျူးလွန်တဲ့ကြီးလေးသောရာဇဝတ်မှုများအားဖုံးဖိဖျောက်ဖျက်နိုင်ရန်နှင့်တာဝန်ယူမှုတာဝန်ခံမှုတို့မှရှောင်လွှဲနိုင်ရန်အတူရောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်အားစီစဉ်လျက်တရားဝင်မှုရရှိနိုင်ရေးမတရားဆက်လက်ကြိုးပမ်းနေကြောင်းတမ်မတ်ကြီးကအသိပေးပြောဆိုပါတယ် စစ်တပ်ကမြန်မာပြည်သူများ၏ဆန္ဒအလေးမပါဝင်သောမတမာတိလုပ်ငန်းစဉ်ကိုနောက်ဆုံးလက်နက်တပ်ဖွဲ့အုံချကာနိုင်ငံတကာတိုင်ဝန်တစ်ခုလုံးအားလှည့်ဖြားရန်ကြိုးစားနေကြောင်းပြည်တွင်း၌နေထိုင်လျက်ရှိသော ပြည်သူများအထူးသဖြင့်အမှုပညာရှင်များအနေဖြင့်တစားကန်ဖြစ်ကောင်းဖီအားပေးခံရပြီးစီအိုစုအတူရောက်ရွေးကောက်ပွဲဆိုင်ရာဖွာရဖြန့်ချီရေးအစီအစဉ်များတွင်ညနာပြပေး၍အုံချခံရသည့်အပေါ်ခြေကွဲဝမ်းနေရကြောင်း၎င်းကကုလသမဂ္ဂတွင်ပြောဆိုပါသည် စေုပ်စုတရားမဝင်မှုအားမြင်သာစေနိုင်သည့်စာသားများပါဝင်လာသည့်အပေါ်ချိုးဆိုသည့်ကြပြိုင်နေစေုပ်စုစီစဉ်သောအထုရောင်ရွေးကောက်ပွဲအားပြင်းထန်စွာကန့်ကွက်ပယ်ချရန်အဖွဲ့ဝင်နိုင်ငံအားလုံးကိုတတ်မှတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုလိုက်ပြီးမြန်မာပြည်သူများမှမိမိတို့၏အနာဂတ်အားပြန်လည်ရယူနိုင်ရင်ဒေတာရင်းနှင့်ကမ္ဘာတစ်လွှာအပေါ်အပြုသဘောဆောင်စွာအကျိုးပြုနိုင်သည့်ငြိမ်းချမ်းသော အားလုံးပါဝင်မှုရှိသော Federal Democracy ပြည်တော်စုတည်ဆောက်ရင်ကြိုးပမ်းမှုတွင်နိုင်ငံတကာအသိုက်အဝန်းကပါဝင်အားဖြည့်ပေးနိုင်ရန် တမ်မတ်ကြီးကထထောင်တောင်းဆိုခဲ့ပါတယ်။ဆက်လက်ပြီးစကိုင်းတိုင်းအတွင်းစစ်စင်ရေးရှုံးနိမ့်မှုများအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်မျိုးမင်းထွေးကိုစစ်တပ်ကခေါ်ယူမင်းမြန်စစ်ဆေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းအတွင်းစစ်စင်ရေးရှုံးနိမ့်မှုများအတွက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်မျိုးမင်းထွေးကိုစစ်တပ်ကခေါ်ယူမင်းမြန်စစ်ဆေးနေကြောင်းစစ်ဘက်သတင်းရင်းမြစ်နဲ့ CDN ဖို့ကြီးစင်ရောက်ကပြောဆိုပါတယ်။ စက်တင်ဘာလ20ရက်နေ့စကိုင်းတိုင်းမမောက်မြို့ကိုဒေါ်လာရေးတက်များကသိမ်းပိုက်သွားခြင်းစကိုင်းတိုင်းအတွင်ထိုးစစ်ဆီတည်သောစစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရပြီးချင်းမုံခန့်ရခြင်းအပါအဝင်စစ်စင်ရေရှုံးနှိမ်မှုများကြောင့်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှပုံမှုချုပ်မျိုးမြင့်တွေကိုစစ်တပ်ကခေါ်ယူမေးမြန်းစုံစမ်းစစ်ဆေးမှုများလှုပ်ဆောင်နေကြောင်းတို့ရတွင်စစ်တပ်ကဗိုလ်မှူးချုပ်မျိုးမြင့်တွေကိုအကြတိမှုဖြင့်ဖမ်းဆီးစစ်ဆေးနေသည့်သို့သောသတင်းများကိုလည်းစစ်တပ်ကကိုယ်တိုင်ဖြန့်လျက်ရှိကြောင်းသိရပါသည် ကံဘလူမှာစစ်ကြောင်းလိုက်ပြုတ်ပြီးဆင်ရှုံးခဲ့တဲ့ကိစ္စတွေဗမောက်ကိုမထင်မဖဲနဲ့လက်လွတ်လိုက်ရတာအဲ့ဒီလိုအမှုမျိုးတွေဒေါ်လာရေးအင်အားစုနဲ့ဆက်နွယ်တဲ့အမှုကြောင့်သာဒီလိုမျိုးစစ်ဆေးနေတဲ့အနေအထားမျိုးဖြစ်မိအကြဒီမူလောင်နဲ့အရေးယူခံရနိုင်ပွဲမရှိဘူးဒါကကြားကောင်းအောင်ခေါင်းစဉ်တက်လိုက်တာဖြစ်မိသူကရန်သူနဲ့ပတ်သက်တယ်ဆိုတဲ့အမှုမျိုးနဲ့သာအရေးယူခံရတဲ့အနေအထားမျိုးလို့သုံးသပ်ရပါတယ်အရေးယူမယ်ဆိုရင်တော့တေချာပေါက်ပုံမှန်33တရှိုးမှုနဲ့ပဲအစွဲခံရဖို့များတယ်ပုံမှန်33ဆိုတာကတည်တံပဲ ရှန်သူနဲ့ပတ်သက်ပြီးတရှို့လုတ်တဲ့အမှုပုံဒီအမှုနဲ့ပဲဖြစ်ဖို့များလောက်မင်းအဂတိမှုနဲ့ဆိုရင်တော့အကုန်လုံးပဲပုံမှန်33တရှို့မှုပုံမှန်36စစ်ပုံကံမှုဒါရီနဲ့ပဲဆွဲမဲ့အနေထားမျိုးပါဟုစီဒီအမ်ဘူကြီးစင်ရော်ကပြောပါတယ်စစ်ဘက်တရင်ချင်းမြစ်ကမှုအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေကိုနိုဝင်ဘာလ10ရက်နေ့ဥပိုင်အမြောင်းငွေများတွဲပြောင်းပေးအပ်ပွဲခန်းနာတွင်နောက်ဆုံးတွေ့မြင်ရပြီးရင်းနောက်ပိုင်းဒူမြင်ကွင်းမှပျောက်ကွယ်ပြီးအခမ်းအနားများတွင် လုံးဝမတွေ့ရတော့ကြောင်းတိုင်းမှုနေရအပြောင်းအလဲဖြစ်သည်ဟုမသိရသေးပေလက်ရှိတိုင်းမှုများမှာပျောက်ဆုံးနေကြောင်းပြောဆိုပါတယ်တိုင်းမှုအသေးရောက်လာတာလည်းမတွေ့ရသေးဘူးလက်ရှိနာမခတိုင်းမှုဘုံမှုကျုပ်မျိုးမင်းထွေးလေလူမြင့်ကွင်းမှာမတွေ့ရတော့ဘူးဟုစစ်ဘက်သတင်းရင်းနှီးကပြောဆိုပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေးသည်အလုတ်တင်ဖို့တင်တဲ့တေစာ26မှာဖြစ်ပြီးတမ17လောက်ကင်ဒေတာကိုကဲမှုစစ်ဌာနချုပ်ကြောင်မဲအမတ်တစ်စစ်စင်ရေးကိုကဲမှုစစ်ဌာနချုပ်တို့တွင်တမမှုတာဝန်ယူခဲ့ပါတယ် 2024ခုနှစ်ဩဂုတ်လ3ရက်နေ့ကိုကက် MNDAA နဲ့ပူးပေါင်းတံညာကအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခရှိသည့်လာရှုကိုတင်စဉ်တိုင်းမှုဘိုးချုပ်စိုးတင်တိုင်းစစ်ဦးစီးချုပ်ဘုံမှုချုပ်တန့်ထင်ဆိုလိုတဲ့အတူဘုံမှုချုပ်မျိုးမင်းထွေးကလည်းကိုကက် MNDAA ထံတွင်လက်နက်ချအညံခံခဲ့ပါတယ်2024ခုနှစ်ဒီဇင်ဘာလ18ရက်နေ့လာရှိုးတိုက်ပွဲတွင်လက်နက်ချအញ្ញန်းခံခဲ့သည့်ဗိုလ်မှူးချုပ်မျိုးမင်းထွေးကိုမင်းအောင်လိုင်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုအဖြစ်ခန့်အပ်ခဲ့ပါသည် ဆက်လက်ပြီးတပ်ဖွဲ့ထိပ်ပိုင်းကောင်းဆောင်နှုတ်ကြီးမားတဲ့ပြည်မှုအမျိုးအစားကျူးလွန်ထားလို့ဖမ်းဆီးအရေးယူထားကြောင်းမန္တလေး PDF ထုတ်ပြန်စီရေးဌာနကြီးမှုကိုမုံတိုင်းနဲ့ဗန္နာရှာဖွေရေးဌာနကြီးမှုကိုနိုင်ကြီးတို့ဟာတံမိုးကြီးတဲ့တပ်ပိုင်ဗန္နာပစ္စည်းအချို့စီကံချိုးဖောက်ထုတ်ယူပြီးပြန်မအပ်သေး၍ဖြစ်ဟုရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MPY PDF ရဲ့ဗဟိုဦးဆောင်ကော်မတီဝင်နှစ်ဦးဖြစ်သော ကိုမုံတိုင်း စည်ရေးဌာနကြီးမှုနဲ့ကိုနိုင်ချင်းဗန္နာရှာဖွေရေးဌာနကြီးမှုတို့ကိုတာမန်စည်းကမ်းဖောက်ပြမှုမဟုတ်တဲ့ကြီးမားတဲ့ပြစ်မှုအမျိုးအစားကျူးလွန်ထားတာကြောင့်ဖမ်းဆီးအရေးယူထားကြောင်းမန္တလေး PDF ကဒီကနေ့ထုတ်ပြန်ပါတယ်။သူတို့နှစ်ဦးဟာကာလာတန်မိုကြီးမားတဲ့တပ်ပိုင်ဗန္နာပစ္စည်းတချို့ကိုတည့်ရက်စည်းမျဉ်းစည်းကမ်းနဲ့လုံထုံးလုံနည်းများကိုချိုးဖောက်ကတရားမဝင်ထုတ်ယူသွားခဲ့တာကြောင့်အပြစ်ရှိကြောင်းပြစ်ဒဏ်ခံယူရမှာဖြစ်ကြောင်း ကာယကံရှင်တွေကိုယ်တိုင်ပါဝင်တဲ့2025ဩဂုတ်လဗဟုဥဆောင်ကော်မတီအစည်းအဝေးမှာဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်ဘဏ္ဍာပစ္စည်းတွေကိုတက်ထန်သူအ мян ဆုံးပြန်လည်အနှံ့ရမယ်ဆိုတာကိုလည်းဆုံးဖြတ်ခဲ့တယ်လို့အသိပေးပါတယ်။စက်တင်ဘာလမှာကျင်းပခဲ့တဲ့တက်မှုများ6လပတ်စုံညီအစည်းအဝေးမှာလည်းဗဟုဥဆောင်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်တွေကိုထလောင်းအတိပြုခဲ့ပေမဲ့တော်လန်ရေးအခြေအနေအရ၎င်းကာယကံရှင်နှစ်ဦးရဲ့မြစ်တာရက်ခံတင်ပြချက်အရ၎င်းတခြားထောက်ရှုရမယ့်အခြေအနေများအရ၎င်း ပြစ်ဒဏ်များကိုလက်တွေ့ချမှတ်ခြင်းမပြုသေးပေယာယီဆိုင်ခံခဲ့ကြောင်းဖော်ပြပါရယ်။ဒါပေမဲ့အခုချိန်ထိဘဏ္ဍာပစ္စည်းများကိုတတ်ထံပြန်လည်အနှံ့ခြင်းမရှိသလိုဘလို့ဖြည့်ရှင်မှုအတိပေးပြောဆိုမှုမရှိလို့ဘလို့ဖြည့်ရှင်မှုမှအတိပေးပြောဆိုမှုမရှိလို့အရေးယူခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ပါရယ်။ဤပြမှုသည်တပ်ဖွဲ့တွင်တာမန်စီးငင်းစည်းကမ်းချိုးဖောက်မှုအဆင့်ကိုကျော်လွန်ကာကြီးမားတဲ့ပြမှုအမျိုးအစားအဆင့်သို့ရောက်ရှိသွားပြီဖြစ်သည်ဟုကန္နအူးအဆင့်ကောက်ချက်ချနိုင်ပါတယ်လို့ MDY PDF ကထုတ်ပြန်ပါတယ် ဒါကြောင့်ပြည်သူ့ကောက်ွက်ရေးတပ်မတော်စစ်ယုံချုပ်တို့တင်ပြကကိုမုံတိုင်းနဲ့ကိုနိုင်ကြီးကိုနိုဝင်ဘာ15ရက်မှစတင်ကလက်ရှိတရက်တာဝန်အားလုံးကရက်ဆိုင်တာနှစ်ဦးလုံးကိုလက်နက်ဖြုတ်သိမ်းပြီးအချုပ်ဖြင့်ထိမ့်သိမ်းထားရှိတာစားတဲ့အပြစ်ပေးအရေးယူထားတယ်လို့ဖော်ပြပါတယ်။ဤတပ်ဖွဲ့ဝင်နှစ်ဦးသည်တပ်ဤထိပ်ပိုင်းကောင်းဆောင်များဖြစ်နေသည့်အပြင်ပြည်မှုဤသဘောတဘာဝအရာဤအမှုကိုတာမန်တက်တွင်စီရင်ဆုံးဖြတ်မှုဖြင့်ဆောင်ရွက်ရန်မတင်သောကြောင့်အထက်ယုံဖြစ်သောပြည်သူ့ကောက်ွက်ရေးတပ်မတော် စီယုံကျုပ်ကအမှုရယ်ဖြစ်စဉ်ကိုလိုအပ်သလိုဆုံးဖြတ်ဆောင်ဖြတ်နိုင်ရန်တည်င်းဖို့တင်ပြထားပြီးလဲဖြစ်တယ်လို့လဲ MTY PDF ကထုတ်ပြန်ပါတယ်။